ငယ်စဉ်တွဲလေးရဲ့မင်္ဂလာပွဲမှာသူတို့သမီးကပန်းစီပြတဲ့အချိန်ပန်းစီကိုမလိုချင်လို့တမင်ရှောင်းလွှဲလိုက်တဲ့တရုတ်ဆောင်ဆိုင်းစီဒရမ်ခန်းမင်္ဂလာပါပရိသတ်ကြီးရှင်ပြီးခဲ့တဲ့ရက်ပိုင်းကကျင်းပပြုလုပ်ခဲ့တဲ့တရုတ်ဆောင်ဟေးဝီယန်နဲ့ဆိုဖီးသစင်တို့ရဲ့မင်္ဂလာအခမ်းပွဲ6ပွဲစလုံးကတော့အောင်မြင်စွာနဲ့ပြီးဆုံးသွားခဲ့ပြီဖြစ်ပါတယ် ငယ်စဉ်တို့ရဲ့မင်္ဂလာပွဲတွေကိုတော့အနုပညာညီကိုမောင်နှမတွေက6ပွဲစလုံးမတက်နိုင်ရင်တော့သူတို့အတွက်အဆင်ပြေမဲ့အချိန်လေးတွေကိုညှိနှိုင်းပြီးတော့ပွဲတော်တော်များများကိုတက်ရောက်ပေးခဲ့ကြတာလည်းဖြစ်ပါတယ်။ထို့အထက်ကမှဟိဝိယံနယ်လေရှင်နီတလို့ဆိုပြည့်သစင်နယ်လေစကားတွေရိုက်ကူးခဲ့တဲ့ပြောဆောင်ဆိုင်စီတမ်ခန်းဟာလေငယ်စဉ်အတွေ့ရဲ့မင်္ဂလာပွဲ6ပွဲစလုံးကိုတက်ရောက်ဂုဏ်ပြုပေးခဲ့တဲ့အရင်းနှီးဆုံးအနုပညာရှင်ညီကိုမောင်နှမအဖြစ်မြင်တွေ့ရမှာပဲဖြစ်ပါတယ်။ ငယ်စဉ်အတွဲလေးရဲ့နောက်ဆုံးတင်တာညမှာဆိုရင်လေတရုတ်ဆောင်ဆိုင်စီတမ်းခန်းကပျော်ရွှင်စွာနဲ့တက်ရောက်လာခဲ့တာဖြစ်ပြီးသူတို့သမီးလက်ကင်ပန်းပြစ်တဲ့အချိန်မှာလေဆင်ရောက်ကပြိသက်တွေနဲ့အတူရှိနေခဲ့တာပဲဖြစ်ပါတယ်။ဆူပြေတစင်ကလက်ကင်ပန်းစီကိုနောက်ပြန်လှည့်ပြီးတော့ပြလိုက်တဲ့အချိန်မှာပန်းစီကသူ့စီကိုတိုက်ရိုက်ရှောက်သွားခဲ့ပေမယ့်လူပြိုကြီးကအိမ်တော်ပြုတ်ဖို့လဲအစီအစဉ်မရှိသေးတာကြောင့်ပန်းစီကိုရှောင်လဲလိုက်တာပဲဖြစ်ပါတယ်။ ဒါကြောင့်မလို့ဆိုင်းစီတမ်ခန်ရဲ့နောက်မှာရပ်နေတဲ့သူစီကိုရောက်သွားခဲ့ပြီးလက်ကైပန်းစီကိုလမ်းမရှူဘဲနဲ့တမင်ကိုရှောင်လွှဲလိုက်တာဖြစ်ကြောင်းဆိုင်းစီတမ်ခန်ကပွဲထဲမှာဝန်ခံသွားတာလည်းဖြစ်ပါတယ်ငယ်စဉ်ဆုံးတဲလေးရဲ့ဒေနာညာလေးကတော့ကျင်းပါခဲ့သမျှပွဲ၆ပွဲစလုံးမှာပေါ်ပေါ်ပါပါနဲ့ပျော်ရွှင်စရာအကောင်းဆုံးပွဲလေးတစ်ပွဲလည်းဖြစ်ခဲ့တာကြောင့်အရင်နှီးဆုံးနှွေးပညာကြီးကိုမောင်နှမတွေအများကြီးပဲတက်ရောက်ခဲ့ကြတာလည်းဖြစ်ပါတယ် ဘလို့ပဲဖြစ်ဖြစ်လက်ကင်ပန်းစီကိုမလိုချင်လို့တမင်ကိုရှောင်လွှဲလိုက်တဲ့ဆိုင်းစီတွမ်ခန်းကတော့သူ့အနေနဲ့အချစ်ရေးလဲဘာမှမရှိသေးသလိုလက်ထပ်ဖို့လည်းအစီအစဉ်မရှိသေးဘူးဆိုတာပြည်သက်တွေလည်းသိသွားလောက်ပြီလို့ထင်ပါတယ်အော်ဘယ်ဖြစ်တော့ငယ်ချင်းသမီးပေါင်းနေရဲ့ဒီလိုဖန်ဆီးနေတယ်ဘာလို့ဖန်ဆီးနေတာ ပန်းစီကိုတမင်မဖမ်းလိုက်တာလားပြောတမင်ရှောင်လိုက်တာပေါ့